ေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စေကူတပ်ခွင့်ပေးရန်တတ်ဦးအနေဖြင့်တောင်းဆိုနေတော်လဲစေအောင်စုကမိတို့မြမတုံ့ပြန်ကြအောင် ကိုထိန်လင်းကပြောပါတယ်အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စေကူတပ်ခွင့်ပေးရန်တတ်ဦးအနေဖြင့်တောင်းဆိုနေတော်လဲစေအောင်စုကမိတို့မြမတုံ့ပြန်ကြအောင်တဖြစ်သူကိုထိန်လင်းကို Kim Harris ကလူမှုကွန်ရက်မှတစ်ဆင့်သတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုပ်ဆောင်နေရာတွင်နိုင်ငံရေးသမားတဦးအနေဖြင့်မဟုတ်ပဲအမေတဦးလွတ်မြောက်ရေးအတွက်သားတဦးအနေဖြင့်နေရာအနှံ့သွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကပြောပါတယ်ဒီအချိန်မှာကျွန်တော်မမေရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပါမိပါတယ်စစ်တပ်ကမမေလိုအပ်နေတဲ့စေကူတမှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်မမေနဲ့စကားပြောခွင့်ပေးပါကျွန်တော်ဟာအမေရဲ့သားတစ်ယောက်ဖြစ်တယ်သားတစ်ယောက်ရဲ့ခွင့်ရေးကိုပေးပါ ညကုံတိတ်ခါကိုအနှဲငယ်လေးပဲပေးပါဆိုပြီးတောင်းဆိုခဲ့တယ်။ကျွန်တော်တို့တောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာအနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတယောက်အနေနဲ့မဟုတ်ပဲတားတယောက်အနေနဲ့ပြောရတာပါ။မြန်မာနိုင်ငံကဆရာနယ်ရှင်တွေဟာကျွန်တော်မမေရဲ့အတံကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတံကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပေးနိုင်ပါတယ်ဟုကိုထိန်လင်းကပြောပါတယ်။အမေဖြစ်သူဒေါအောင်ဆန်းစုကြည်ဒီ2015ခုနှစ်ရွေးကောက်ပွဲနဲ့ 2020ရွေးကောက်ပွဲတို့တွင်နှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းဒို့ရတွင်လက်လက်ကင်ထားသူများကမြန်မာပြည်သူများ၏မဲပေးရွေးချယ်ထားသောရွေးကောက်ပွဲကိုခိုးယူပြီးမြန်မာပြည်သူများ၏လွတ်လပ်မှုကိုဓမြတိုက်ခဲ့ကြောင်းသူကဆက်ပြောပါတယ်မိမိဟာ2015နဲ့2020ခုနှစ်တွေမှာရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်အဲလာရီဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ ကျွန်တော်မမေကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်။ပြီးတော့ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့တယ်။ဒီလိုမျိုးအဖြစ်အပျက်တွေဟာကမ္ဘာတဝန်းမှာပြည်ပခများစွာနဲ့ဆင်းရဲဒုက္ခများစွာနဲ့ထက်ခါတလဲလဲဖြစ်နေပါတယ်။မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလှပတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်သက်ကျဉ်းချောင်းသူတွေဖန်တီးတဲ့အကြက်တဲကိုမြန်မာပြည်တွေကမရဘူးလက်မခံဘူးလို့ပြောနေကြပါတယ်။သူတို့ရဲ့လွတ်လပ်မှုကိုအနုခံမှာမဟုတ်ပါဘူး။ တို့ရဲ့လွတ်လပ်မှုတွေတက်ပွဲဝင်နေကြတယ်မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြချင်ပါတယ်ဟုကိုထိန်လင်းကဆက်လက်ပြောဆိုပါတယ်အကြံပေးစစ်အာဏာရှင်ကအရသားနဲ့ပြည်သူများအပေါ်ဘုံကျဲတပ်ဖြတ်မှုများကျူးလွန်နေပြီးကဘာကြီးကလည်းလက်ွယ်ပြုနေကြောင်းမြန်မာပြည်သူများကထာဝရကြောက်ရွံ့မှုနဲ့အသက်ရှင်မနေလိုကြပဲစစ်အာဏာရှင်ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားပါတယ် လေဗရန်တိုက်ပွဲတွင်စစ်တပ်ဖက်မှ15ဦးတေဆုံးပြီးစစ်တုံးပါ12ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိကြောင်း NUG ကာကွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဘကိုတိုင်းလေဗရန်တိုက်ပွဲတွင်စစ်တပ်ဖက်မှ15ဦးတေဆုံးပြီးစစ်တုံးပါ12ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိကြောင်းအမျိုးသားညွေရဲ့အဆိုအရ NUG ကာကွယ်ဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ15ရက်နေ့နာနဲ့စင်နာရဲ့ချင်း လက်ပနာမြို့နယ်တရချောင်းကြေးရွာဘက်သို့မိရှို့ဖြက်စီရာစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနမြူဝါ၂၂ကိုကဲမှုဖြင့်အမတ်383ရနှစ်တပ်ရင်အမတ်383ရသုံးတပ်ရင်ရွှေသားမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့ဝင်များကပူပေါင်းတိုက်ခဲ့ကြောင်း အဆိုပါတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှအထိခိုက်များခဲ့ပြီးစစ်သား15ဦးထက်မနည်းတေဆုံးကာစစ်တုံးပန်းအဖြစ်စစ်သား12ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည်။ထို့ပြင်စစ်တပ်ဖက်မှလက်နက်အစုံစကူနဲ့ခဲယမ်းများနဲ့စစ်သုံးပစ္စည်းများစွာကိုလည်းတင်စီနိုင်ခဲ့ပြီး၎င်းတိုက်ပွဲတွင်ပြည်သူ့ကာကွယ်တပ်မတော်ရဲဘော်များအထိခိုက်မရှိအောင်မြင်စွာတက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။ဘိုးကူရင်ရက်ခါယူစစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုကြောင့်စစ်သား6ဦးတေဆုံးပြီးတနက်နယ်လက်တင်းစီရရှိကြောင်းသိရပါသည်။ မကွေတိုင်းဖိုးကူမြုံနယ်တွင်ရိခါယူပြီးပြန်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးတေဆုံးပြီးတရက်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းစောက်တဲ့ရဲစကြိုပီလီယပ်တပ်ဖွဲ့မှတာဝန်ခံကိုအောင်မောင်းကပြောပါတယ်မြန်မာနေ့အောက်တိုဘာလ15ရက်နေ့မွန်းလယ်တနင်္လာ23မိနစ်အချိန်ဖိုးကူမြုံနယ်မြောက်လူကန်ရွာစစ်တပ်ထံစကားမှစစ်သား20ခန်းကဖိုးကူလေရင်ကွင်းမှရိခါယူပြန်လာစဉ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များကကြားပြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း ရင်းတိုက်ပွဲအပြင်အချမ်းဖက်စစ်သား6ဦးတည်ဆုံပြီး MA1 အမျိုးအစားတနတ်တလက် MA G box 3 box G attack 50 BA 94အမျိုးအစားတနတ်တလက် G box 2 box G 55တို့ကိုတင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ပွဲအတွင်းလေရင်ခွင်အတွင်းမှစစ်သားများက0.5လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးခဲ့သည့်အပြင်မြောက်လူကန်ကျေးရွာမှစစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မြောက်လူကန်နဲ့လေရင်ခွင်နဲ့အရှိတ်ဘက်အနောက်ဘက်ကြားထဲမှာ မီတာ600လောက်ပဲဝေးတာရိခာယူပြီးပြန်လာတဲ့အချိန်တိုက်ခဲ့တာကျန်တဲ့စစ်ခွေးတွေကလေရင်ကွင်းထဲကိုပြန်ပြေးဝင်သွားကြတာလေရင်ကွင်းကနေမီတာ300ညောင်လူကန်ကနေမီတာ300ဒီကြားထဲမှာအလုလုခဲရတာကိုနဲ့ပြစ်တဲ့စစ်ခွေးတွေကတေးတဲ့ကောင်တေးတယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ကွင်းကလှော်တိုက်ညောင်လူကန်ကထုလိုက်နဲ့လေရင်ကွင်းကဆလုရှိရင်ပွိုင်းဖိုက်တွေနဲ့ပါထုလာကျန်တဲ့အလောင်းတွေနဲ့အလက်တွေကမြင်သာမြင်နေရတာတက်ကောက်လို့မရခဲ့ဘူးဟုဆောင်းတဲ့ရက်စတိုပြည်တဲ့မှတာဝန်ခံကိုအောင်မောင်းကပြောပါတယ် ်အဆိုပါတိုက်ခိုက်မှုကိုစောင်းလန်ရဲဂျိုတပ်ပေါင်းစုကလုဆောင်ခဲ့ခြင်းဖြစ်ပြီးဗီဒူကာကွယ်ရဲဘော်တူလက်ပြင်တီဖောက်ဝင်တန်ရာအသက်အန္တရာယ်မစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းမင်းကွန်းလမ်းတွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်ခလာရ116မှာဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင်စစ်သား5ဦးတေဆုံးပြီးလက်နက်ခွန်းလက်ရရှိကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုကြောင့်ခလာရ116မှာ ပူကြီးမင်းထွန်းစိုးအပါဝင်စစ်သား5ဦးတေဆုံးပြီးလက်လက်ခုနှစ်လက်ရရှိကြောင်းယူနီကွန်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်။အော်တိုဘားလ13ရက်နေ့စကိုင်းမင်းကွန်နာပေါတော့ခြေရွာတွင်ပြည်သူများကိုဖမ်းဆီးစစ်ဆေးနေသောအင်အား20ခန့်စစ်တပ်စစ်ကြောင်းကိုယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကကင်းပုံးဝက်အသင်းဆောင်ကြိုတိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်ခလာရ116မှဘူကြီးမင်းထွန်းစိုးအပါဝင်စစ်သား5ဦးမျက်မြင်တေဆုံးခဲ့ကြောင်းအခြားစစ်သား15ဦးထက်လည်း ်ထိခိုက်ဒဏ်ရာရရှိပြီးပြည်သူများထံမှစံကန်တဲ့ကားများကိုအတင်းလူယူထွက်ပြေးသွားကြောင်းသိရှိရပါတယ်စစ်ခွေးတေစင်းကထွက်တိုးတော့မသိရသေးပါဘူးစစ်ခွေးအရှင်ဖမ်းမိတာမျိုးရှိပါဘူးစစ်ခွေးတွေကပြည်သူတွေရဲ့ကားနဲ့စံကန်တွေလူပြီးထွက်ပြေးတာသူတို့အတွက်နေရာတိုင်းကမလုံခြုံဘူးဆိုတာပြကျင်တာပါဘူးယူနီကွန်းပျောက်ကြားတပ်ဖွဲ့ UGF မှတာဝန်ခံကပြောပါတယ် အဆိုပါစစ်တပ်စစ်တောင်းထားမှာ MA1 တနက်နှစ်လက် MA3 တနက်သုံးလက် MA5 တလက်ခြောက်လုံးပြူတလက်အီနာဂါတလုံးအိုက်ကွန်တခုတင်းစီရမိပြီးတော်လှန်ရေးရဲဘော်တို့ကြာဆုံးခဲ့ရကြောင်းပြည်သူများအနေဖြင့်စစ်တပ်နဲ့တတ်နိုင်သမျှခဝေးဝေးတွင်နေထိုင်ကြရန်ယူနီကွန်းကြောင်ကြားတပ်ဖွဲ့ကသတိပေးထားပါတယ် NCA ကအစကူစုတ်မဟုတ်ကြောင်းဇော်မင်းထွန်းကတုံ့ပြန်ကဒိုင်းသားလည်းကိုင်များမဖြစ်နိုင်တာရှောက်မလို့ကြဖို့မရောက်နိုင်ကပြောပါတယ်တနင်္ဂနွေလို့ပြစ်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA ဟာစစ်ကူစုတ်မဟုတ်ဘူးလို့ အာလာဒင်းစစ်တပ်ရဲ့ပြောဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပြန်ပါတယ်။ NCA ဆယ်နှစ်ပြည့်အခမ်းအနားတွင်မကျင်းပခင်မှာတိုင်းသားတော်လိုင်းလက်လက်ကန်အဖွဲ့6ဖွဲ့က NCA ဟာစစ်ကူဆုတ်ဖြစ်သွားပြီလို့သဘောထားထုတ်ပြန်ပြီးနောက်ဇော်မင်းထွန်းကအခုလိုတွန်းပြန်လာတာဖြစ်ပါတယ်။ NCA ဆိုတာပြစ်ခတ်တိုက်ခိုက်ရေးရစဲရေးငင်းချရေးတင်မဟုတ်ပါဘူး။နိုင်ငံတည်ဆောက်ရေးတိုင်းပြည်တည်ဆောက်ရေးအထိပါတဲ့အတွက်သူတို့လုံချင်သည်ဖြစ်စေမလုံချင်သည်ဖြစ်စေဒီလုံငန်းစင်တွေဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်လို့ဇော်မင်းထွန်းကပြောပါတယ် စစ်တပ်ကနေရွေချက်ရှိရှိကျူးလွန်နေတဲ့အရသာတိုက်ခိုက်မှုတွေအာဏာသိမ်းဖြစ်စဉ်တွေဟာရင်းချမ်းရေးစာချုပ်ဖြစ်တဲ့ NCA ရဲ့ရွေချက်အနှစ်သာရတွေကိုတိုက်ရိုက်ချိုးဖောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့မနေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့ NCA ဆယ်နှစ်ပြည့်ခါနာမှာတော့မရောက်နိုင်ကလည်းသူတို့အနေနဲ့ NCA ကိုချိုးဖောက်ဘူးတာမရှိဘူးလို့ဆိုခဲ့ပြန်ပါတယ်။ဒိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်းမရောက်နိုင်ကဖြစ်နိုင်တာကျွန်တော်ဘက်ကလုပ်ပေးမယ်။ဒိုင်းသားနဲ့တပ်ဆိုင်ရာပုဂ္ဂိုလ်များကလည်းဖြစ်နိုင်တာကိုပဲပြောဆိုလုပ်ကြဖို့ပြောချင်ပါတယ်။ ဖြစ်နိုင်တာကိုရှောက်ပြီးတော့မှလုပ်နေလို့မရပါဘူးလို့ပြောဆိုခဲ့ပါသေးတယ်။ဒါအပြင်နိုင်ငံကိုအမျိုးမျိုးဖျက်ဆီးနေတဲ့မရောက်နိုင်ကနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဖို့တော်လှန်တပ်ဖွဲ့တွေကို NCA ခန်းလမ်းမှာပြန်လည်တက်တွန်းခဲ့ပါသေးတယ်။စစ်တပ်ဤ63 points ခန်းကုန်းတစ်ခုလုံးကို AA ကတင်ပိုက်ကြောင်းတီးရပါတယ်။နေရီကံဗျူဟာကုန်းကိုပြည်သက်ရရှိရန်နေရာတချို့အကြံရှိသေးကြောင်းဆက်လက်တိုက်ခိုက်နေကြောင်းလည်းသိရပါဗျ။ဘကူတိုင်းဗဒောင်းမြုံနယ်ဗကံခွိတေးရွာတောင်မဲ့ 9ကီလိုမီတာအကွာမှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့63လုံး point စခန်းကုန်းတစ်ခုလုံးကိုတက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနိုင်ငံကံဗျူဟာကုန်းကိုအပြီးသက်သိမ်းပိုက်ဖို့လှုပ်ဆောင်နေကြောင်းအာရခတ်တပ်တော် AA မှသတင်းထုတ်ပြန်ထားပါတယ်။ဘာနောင်မြို့နယ်ထဲကစစ်တပ်ရဲ့63လုံး point စခန်းကုန်းနဲ့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်နေတာကြာပြီဖြစ်ပေမဲ့အော်တိုဘာ၄ရက်မနေ့ပိုင်းမှာ AA ကသုံးဖက်သုံးတန်ကနေအရှင်မြင့်တက်ခိုက်ခဲ့ရာ၃နာရီခန့်ထိုးစစ်ဆင်ပြီးစခန်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ point 6တုံးလုံးစကန်ကုန်းတစ်ခုလုံးကိုတက်ခိုက်သိမ်းပိုက်စဉ်ရန်သူအလောင်းတချို့လက်လက်ခဲရနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုတင်စီရရှိခဲ့ပြီးထိုးစစ်အတွင်တိုက်ရိုက်ခိုက်ရကောင်းမွန်တဲ့စစ်တီတို့နဲ့အတူပေးဆက်ဆွတ်လုခဲ့ရတဲ့စစ်တီတွေကို လေးလေးနက်နက်မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း AA ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒါအပြင်မကွေတိုင်းငဖဲမြို့နယ်ကလက်ရေကန်ဘူဝါကုန်းကိုအပြည့်အစုံသိမ်းပိုက်နိုင်ဖို့အတွက်လက်ကြံနေရာတချို့အနေငယ်ရှိနေသေးတယ်လို့ဆိုပါတယ်။ အဆိုပါနေရာတွေကိုဆက်လက်တိုက်ခိုက်နေသလိုဂစင်ကလေးရထွက်ပြေးနေတဲ့စစ်ကောင်ရှင်တပ်သားတွေနဲ့နေရာတချို့မှာတိုက်ပွဲဖြစ်ပွားနေပြီးလက်နက်ချအလင်းဝင်လာသူတွေကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့အေအေကပြောပါတယ်။အေအေဒီတိုင်းရေကြီးမြုံနယ်ဆက်ဆက်ယူကျေးရွာအနီးမှာလည်းအော်တိုဘား15ရက်မနေ့နေ့လယ်3:55မိနစ်ကစလို့မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အချမ်းပဲစစ်တပ်ဟာသူတို့လက်လို့ဆုံးရှုံးထားရတဲ့စခန်းတွေတရင်ဌာနချုပ်တွေနဲ့ ်တမဌာနချုပ်တွေပါဝင်မျိုးတွေကိုပြန်လည်တည်ယူနိုင်ဖို့အပြင်နောက်ထပ်စကားတွေလက်မလို့ရဖို့ထိုးစစ်ခံစစ်တွေနိုင်ငံနဲ့အနှံ့လှုပ်ဆောင်နေပြီးအေအေနဲ့စစ်တပ်နှစ်ဖက်ရင်ဆိုင်ထားတဲ့နေရာတွေမှာလည်းနေစဉ်နဲ့မျှတိုက်ပွဲများပြင်းထန်နေတယ်လို့ထုတ်ပြန်ထားပါတယ်အထူးသဖြင့်ရခိုင်ပဲခူးတိုင်းအစပ်ရခိုင်မကွေးတိုင်းအစပ်ရခိုင်အေရဝတီနဲ့အစပ်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကို AA နေနဲ့အကောင်ဆုံးခံစစ်တွေတံပြန်ထိုးစစ်တွေဟန်ချက်ညီဆင်နွှဲလက်ရှိတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဖဲကုံမှာစစ်ကောင်စီတပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရကြောင်းတီးရပါတယ်။ ်စစ်ကြောင်းမှုပါဝင်တည်ဆုံးသူများကြောင်းသိရပါတယ်။ရန်ပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကတောင်စလုံးကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုပါဝင်တည်ဆုံးထိခိုက်သူများနေတယ်လို့ဒေသခံစစ်ရေးတင်းရင်းမြစ်တွေရဲ့ရည်ပြင်းရဲဘော်တွေကပြောကြားပါတယ်။အော်တိုဘားလ14ရက်ညနေပိုင်းတိုက်ပွဲမှာမြောက်စလုံးကျေးရွာဘက်ကနေတောင်စလုံးကျေးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်တွေစစ်ကြောင်းထိုးလာတာကိုတော်လှန်ရေးတပ်ဖွဲ့တွေကဂျမ်းဖြတ်ထိုက်ခဲ့တာလို့သိရပါတယ်။စစ်ကြောင်းတစ်ခုနဲ့တက်လာတာအင်အား80နဲ့100လောက်ရှိတယ်။ ေတာရောထိလိုက်တာရော60လောက်ရှိတယ်လို့ရှမ်းတောင်အခြေစိုက်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်စစ်ကောင်စီစစ်တပ်စစ်ကြောင်းပြတ်သွားပြီးပြန်ဆုတ်သွားတာမှန်တယ်လို့တောင်စလုံးတပ်ဖွဲ့အမြင်ပြမှာရဲဘော်တူကအတည်ပြုပြောကြားပါတယ်သူတို့အထိနာပြီးပြန်ဆုတ်သွားပါတယ်ကျန်တဲ့အပိုင်းကတော့စစ်ရေးချီနေရပြောပြခွင့်မရသေးဘူးလို့သူကပြောပါတယ်ဘိုးအမျိုးသားကကွယ်တပ်ဖွဲ့ခန့်ကောင် PNDF KK ရဲဘော်တူကလည်းဒီကောင်တွေနှစ်ခါလောက်ရှိပြီးထိနေတာလို့တောင်စလုံးရွာတိုက်ပွဲနဲ့ပတ်သက်ပြီးပြောပါတယ် ရှမ်းနဲ့ကင်းဒီပြည်နယ်ဘက်မှာစစ်ကောင်စီအတွက်ပုံမှန်ဝါရဖြန့်ပေးနေတဲ့ရှမ်းကရဟစ်တန်အမည်နဲ့လူမှုကွန်ရက်ကလည်းတောင်စလုံးတိုက်ပွဲမှာစစ်တပ်အုပ်စုအထိနာခဲ့တယ်ဆိုတဲ့အကြောင်းအော်တိုဘာ15ရက်နေ့နေ့လယ်ပိုင်းကဖော်ပြထားပါတယ်။လို့တင်နာကိုလို့ပါမလို့တင်နာကိုမလို့ပါနဲ့မိမိဘက်ကခံလိုက်ရရင်အများကြီးနဲ့နာတယ်တင်ပြမှုတိုင်းကိုအလေးထားဆောင်ရွက်ပေးပါကြရတဲ့တဲ့ရင်ကလုံးဝလုံးဝမကောင်းဘူးအဲ့လောက်ထိဖြစ်မဲ့မထင်ထားဘူးအခုတော့ခံလိုက်ရပြီ အများကြီးအရာရှိတွေစစ်ကြောင်းမှုပါကြားတယ်။ရပါခရဲ့လုံဆောင်ချက်ကမှားနေတယ်လို့မြင်တယ်လို့ဆိုထားပါတယ်။တိုက်ပွဲမှာစစ်ကြောင်းပြတ်သွားတဲ့စစ်ကောင်စီကဂျက်ဖိုက်တာနှစ်စင်းနဲ့လေကြောင်းပစ်ကူရယူခဲ့တယ်လို့မြပြင်စစ်ရေးတင်းရင်းချက်ကအတိပေးပါတယ်။ပထွေးကိုဖိအေတော်ထားတဲ့ PNO တွေဆိုခွေပြေဝပြပြေးတာတေတာလည်းဒီကောင်တွေများတယ်။ဆက်ကဆက်ကမြပြင်စစ်ကြောင်းဦးစီးတာပေါ့။ PNO ကဝါရမိုင်းတိုက်ခံရတဲ့ပို့လူငယ်တွေကအရင်တေချရတာလို့သူကပြောပါတယ်။ဒေါ်လာအင်အားစုတွေထိန်းချုပ်ထားတဲ့ပင်လောင်ဖယ်ကုံမြို့နယ်ဆက်က တောင်မဲတဲ့မြောက်စလုံးနဲ့ဘောရံရွာတွေကိုယခုလစာမိုင်းကစစ်ကောင်စီနဲ့ PNO တပ်ကထိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူတွေနေအိမ်ကိုရွာလုံးကျွတ်မိရှုခဲ့တဲ့ရုတ်တံမှတ်တမ်းချို့လဲထွက်ပေါ်နေခဲ့ပါတယ်။အောက်တိုဘာလ6ရက်9ရက်နဲ့9ရက်ကရယ်ကော်မြို့အရှိတ်ဘက်ချမ်းကလွယ်လင်လေးမြို့ဂျေးပါကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်ထိခိုက်တေဆုံးသူ၁၀ထက်မနည်းရှိခဲ့ပြီးလက်လက်အချို့ပါရခဲ့တယ်လို့ KNDF ကပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။